2029စစ်စင်ရေးမှာကြာဆုံးခဲ့တဲ့ရဲဘော်တွေကိုမြုပ်နှံထားတဲ့နေရာမှာပန်းခွေကြအလေးပြုနေတဲ့ MNDA ကောင်းဆောင်ပုံတာတွင်စစ်ပွဲတပွဲရှုံးနိမ့်ခဲ့ရင်ပါဝင်တိုက်ခိုက်ခဲ့တဲ့စစ်တီအရေးအတွက်ထံပို့ပြီးတည်ဆုံစရာမရှိဒါပေမဲ့နိုင်ငံရေးရှုံးနိမ့်ရင်တပွဲလုံးတည်ဆုံရခြင်းမှာပဲဆိုရှယ်မီဒီယာပေါ်ဖြတ်ကနေတွေ့လိုက်ရတဲ့အထက်ပါမှတ်ချက်စကားကအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အလန်ထောင်ပြီးလာရှုံးမျိုးတွေတန်းစီဝင်လာတဲ့ အာနာဒိန်စစ်တပ်ရဲ့စီရင်တန်းကိုကြည်လျက်ပြည်သူရဲ့ရေတွင်းခန်းစားချက်မှပေါ်ထွက်လာတဲ့လေးနက်တဲ့ခန်းစားချက်ဖြစ်ပြီးသွေးထွက်အောင်မှန်ကန်တဲ့အစကားပါပဲမြန်မာပြည်ရင်းစစ်သမိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ခေါင်းဆောင်တွေကစစ်တပ်ကိုစက်ကြံတိုက်ခိုက်နေတဲ့စစ်ပွဲများကိုတော်လှန်ရေးလို့အမောတင်တစိကပ်ပြောဆိုနေရှိကြတယ်။၎င်းတို့ကိုတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ERO လို့ခေါ်ဝေါ်မှစနစ်သက်တဲ့သူတွေလည်းဖြစ်တယ်၎င်းတို့ရဲ့တော်လိုင်းကတရားမျှတမှုတိုင်းရင်းသားတန်းတူညီမျှမှုနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်ဖို့အတွက်ဖြစ်တဲ့ ဒါကြောင့်တော်လိုင်းစင်နွေးနေလို့လည်းတရားထူထောင်ကြပါတယ်။2021ခုနှစ်ညွေဦးတော်လိုင်းမပေါ်ပေါက်မီအထိတိုင်းရင်သားလက်နက်ကိုင်ဖွဲ့ခေါင်းဆောင်တို့ရဲ့ပြောဆိုချက်တွေကို၎င်းတို့ကြီးစိုးရဒေသမှဒေသခံတွေအပါအဝင်ပြည်သူလူထုအများစုကစစ်မှန်တဲ့စကားတွေဖြစ်တယ်လို့ရှုံးချီသူနှဲပါပါတယ်။အကြောင်းကအဲ့ဒီဖွဲ့တွေကတမိုင်းတရှောက်စစ်တပ်နဲ့တိုက်ပွဲဖြစ်လိုက်စိစက်ညှိနှိုင်းလိုက်အပြစ်ခံရဲစဲလိုက်တိုက်ပွဲတွေပြန်ဖြစ်လိုက်လုံလာကြတာဖြစ်တယ် စစ်တပ်နဲ့အဲ့ဒီဖွဲ့တွေအကြားလက်နက်ကင်ပဋိပက္ခတန်နီယာဆယ်စုနှစ်များအတွင်းစစ်ဗေဒံခါးသီးစွာခံခဲ့ရတဲ့ပြည်သူတို့အတွက်အဲ့ဒီဖြစ်စဉ်တွေကအထူးဆန်းမဟုတ်တော့သလိုပြည်သူကိုကောင်းကျိုးမပေးတဲ့မြည်ပြီးဘက်ကမှအယုံကြည်မရှိကြပါဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာလက်နက်အားကိုနဲ့ထပ်မံစစ်အာဏာသိမ်းပြီးတိုင်းပြည်ကိုဆင်းရဲဒုက္ခအတွင်းနဲ့ဆွဲချခဲ့တဲ့စစ်တပ်ရဲ့လုပ်ရက်ကိုပြည်သူတရလုံးကဒီးခံနိုင်စွမ်းကုံဆုံးသွားပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရင်ရရလက်လက်ဆွဲကင်တော်လှန်ခဲ့ကြတဲ့လွတ်လပ်ရေးပြီးနောက်ပိုင်းမြန်မာနိုင်ငံတမိုင်းမှာအထူးကြဆုံးပြည်သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ပြည်သူတော်လှန်ပေါ်ပေါက်လာခြင်းဖြစ်တဲ့နိုင်ငံအနှံ့မှာပြည်သူများရရလက်လက်ဆွဲကင်ပြီးစစ်အာဏာရှင်စနစ်တော်လှန်နေခြင်းကိုမြင်တွေ့ရတဲ့အခါပြည်သူနဲ့တူရက်တည်မဲ့ဆေအာနာရှင်စနစ်ကိုအမြင့်ပြတ်ချိန်မုံမဲ့လို့ကြွေးကြော်လျက်လက်နက်ကင်တော်လိုင်းရေးစီးကြတွင်စီးမျောလိုက်ကြရာတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေတောင်ဖြစ်ပါတယ် ၎င်းက၎င်းတို့ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုသာဖြစ်ပြီးပြည်သူတော်လှန်ရေးကိုကုညီရရောက်တဲ့အတွက်ပြည်သူတွေကလည်းကြိုဆိုခဲ့ကြတယ်။အဲဒီအချိန်လက်နက်အင်အားပြည်စုံသွားတက်ဆင်ထားပြီးစနစ်တကျလေးချက်ဖွဲ့စည်းထားတဲ့စစ်တပ်ကိုရင်ဆိုင်နိုင်တဲ့လက်နက်ကင်တပ်ဖွဲ့တွေဆိုပြီးတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေသာရှိပါတယ်။၎င်းတို့ကပြည်သူ့ဘက်မှယက်တီလာကြတဲ့အတွက်ပြည်သူတို့ကအားကိုးခြင်းအဲ့ဒီဖွဲ့များထိန်းချုပ်ရနေမြေကိုတွားရောက်စစ်ပညာသင်ယူခြင်းအဲ့ဒီဖွဲ့တွေနဲ့တူအသက်ပေးပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခြင်းစတဲ့ဖြစ်စဉ်တွေမှာ လွန်ခဲ့တဲ့လေးနှစ်အတွင်းပြည်သူတော်လှန်ရေးတရေဒီပေါက်ဖွားလာခဲ့တဲ့ဖြစ်စဉ်တွေမဟုတ်ပါလားဒီကနေ့အချိန်ထိတမိုင်းမှာမကြုံဘူးတဲ့အာနာသိန်းစစ်တပ်ကြာရှုံးနေခြင်းကတိုင်းဒေသလက်နက်ကင်ဖွဲ့တွေရဲ့စွမ်းအားနဲ့စွမ်းရည်တခုရဲ့ကြောင့်မဟုတ်ပြည်သူထောက်ခံမှုပြည်သူအင်အားပို့ပြီးအလေးမြတ်ပြုရမယ်ပြည်သူတွေရဲ့ပိုင်ဆိုင်နိုင်သမျှချွေးနှဲစာတွေကိုပါရှင်းလင်းထားတဲ့တော်လှန်ရေးရန်ပုံတွေပေါ်အခြေခံပြီးဖြစ်ပေါ်လာတဲ့ပြည်သူတော်လှန်ရေးကြောင့်သာအဆိုပါစီရင်အောင်မြင်မှုရလဒ်တွေရရှိလာတာဖြစ်ပါတယ် ီတစ်ချိန်မှာတမိုင်းတလျှောက်ပြည်သူကိုနှိမ့်ဆက်တပ်ဖြတ်ခဲ့တဲ့တတိယုတ်တင်အာနာသိန်းစစ်ကောင်ဆောင်တွေကိုအမြင့်ဖြတ်ရှင်းလင်းနိုင်တော်မယ်လို့ယုံကြည်မှုတွေပြေဝါလာခြင်းလာရှုအញ្ញံခံပွဲဖြစ်စဉ်ကတိုင်းတားလက်နက်ကင်ဖွဲ့ကောင်ဆောင်များခံယူထားတဲ့တော်လိုင်းရဲ့အဓိပ္ပာယ်ကိုအရေးကွန်နွာချပြလိုက်ခြင်းလားလို့မိကွန်ထဝါတော်မှာဖြစ်ပါတယ်ဒါပြင် လာရှုအញ្ញံခံပွဲကဆယ်စုနှစ်များစွာပြည်တွင်းစစ်သမိုင်းတစ်လျှောက်မှာတွေ့မြင်ခဲ့ရတဲ့စစ်တပ်နဲ့တိုက်ခိုက်လိုက်စိစက်ဆွေးနွေးလိုက်အပြည့်ရလိုက်တန်လျာတပတ်လေးချင်းရဲ့အစားပါပဲ ကိုကန့်ကောင်ဆောင်ဖုန်တာရင်ကသူ့ပြည်ဖုန်ချားရှင်ကဲ့သို့ပဲမိသားစုအကျိုးစီးပွားပေါ်အခြေခံတည်ဆောက်ခဲ့တဲ့ MNDA လက်နက်ကင်ဖွဲ့ကြီးတစ်ခုသာဖြစ်ပြီး2029စစ်စင်စတင်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ထုတ်ပြန်ခဲ့တဲ့ရေရေတောက်ကြီးညာချက်ကိုခောက်သိမ်းလိုက်ပြီးဖြစ်တဲ့ဖုံချားရှင်ကဲ့သို့ပဲ၎င်းတို့မိသားစုအာနာတိဆောင်နိုင်ဖို့အတွက်အကြမ်းဖက်စစ်ကောင်ဆောင်တွေနဲ့အပီးယူလုပ်ခဲ့ပြီးဖြစ်တဲ့ ကီတူကိုကြောခိုင်းနေအဲ့ဒီလိုအပေးယူတွေကိုအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းမျှော်လင့်နေတာကလည်းလွန်ခဲ့တဲ့၄နှစ်လုံးလုံးဖြစ်တဲ့ကိုကန့်ကောင်ဆောင်ကြီးရဲ့ဒီဂျီလန်အတိုင်းရှမ်းမြောက်ကတိုင်းရင်းသားလက်နက်ကင်ဖွဲတွေဖြစ်တဲ့တအောင် DNL ၊ကချင်း၊ကယားရင်နဲ့အာရခတ်တက်တော် AE တို့ဆက်ပြီးလမ်းလာမှာလားဒါဆိုရင်ပြည်သူတွေနဲ့အတူရက်တည်ပြီးစစ်အာဏာရှင်စနစ်ချုပ်ငင်းရေးမြည်ပြီးအတွက်ကြွေးကြော်ခဲ့တယ်၎င်းတို့ကိုယုံကြည်စွာနဲ့လာရှုံမြို့တိုင်းစစ်စင်ရေးအတွက်ပါဝင်ခဲ့ကြတဲ့လူငယ်တော်လိုင်းရဲဘော်အမြောက်များစွာရဲ့တွေးတွေကလာရှုံမြို့လမ်းမတွေပေါ်စွန့်ထင်နေစေမှာပဲ စစ်ကောင်စီကားရဲ့ထပ်မံဖြတ်ကျိတ်သွားခြင်းခံခဲ့ရပြီးတစ္ဆာဖောက်ရက်လေးခြင်းလို့တမန်တော်မှနာကျင်စွာခံစားကြရပြီလိမ့်မယ်။ AG လာ21ရက်နေ့တနက်တကြားပြစ်ဖောက်ရံမလို့ပဲလာရှုမြို့ကိုပြန်လည်တင်ပိုက်ထိန်ချုပ်ဖို့ဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ရင်တန်းကိုမြင်တွေ့ကြရတဲ့အခိုက်အတန့်ကဒီရင်းဆက်သမိုင်းမှာမကြုံဘူးတဲ့နောက်ထပ်ဖြစ်ရတဲ့ခုကိုထပ်မံတွေ့နေရပြီလို့ဆိုကြပါတယ်။ 2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာတလားကြော်ကန်ကြကုတ်ကြကဲမြို့သိန်းတိုက်ပွဲကြီးဆင်နွှဲပြီးလာရှုမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကန် MND တပ်ဖွဲ့ဦးဆောင်တဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းပြန့်နှံ့ခဲ့စဉ်ကလည်းမကြုံဘူးတဲ့ပြည်တွင်းစစ်သမိုင်းဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရပါတယ်။ဒီသတင်းတွေကြောင့်နိုင်ငံနဲ့ရှိပြည်သူများဝမ်းသာပျော်ရွှင်ခဲ့ကြပြီးဒီတစ်ချိန်တော့ဖြင့်စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖယ်ရှားနိုင်တော့မယ်လို့ယုံကြည်မှုတွေပြေဝခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကတန်လျက်ပတ်မှာတနည်းပင်မကြခင်ကိုကန့်ခေါင်းဆောင်တွေကပြည်သူ့ရဲ့ယုံကြည်ချက်ကိုရိုက်ချိုးပစ်လိုက်ပြီးတော်လန်ရေးရဲဘော်လူငယ်များစွာရဲ့အသက်များပေးဆက်ရင်းနှီးကြရတဲ့လာရှိုးမြို့တင်တိုက်ပွဲဖြစ်စဉ်ကိုကောင်းစွာသိရှိခဲ့သူတချို့ထံမှအန်ကျိတ်တန်တဲ့ဒူးထွက်ပေါ်လာတာကဆုံးရှုံးခဲ့ရတဲ့အတက်ကြီးအတွက်ကရာပေါင်းများစွာဒါမှမဟုတ်ထောင်နဲ့ချီရဲဆိုတဲ့အတန်လေးဖြစ်ပါတယ်။ လာရှုံးမြို့တိုင်စစ်စင်ပြီးနောက်ပိုင်းတရုတ်နိုင်ငံရှူနန်ပြည်နယ်တွင်စေကူသားမှုခံယူဖို့တွားရောက်ခဲ့ရမှာတရုတ်စိုးရရဲ့ထိမ့်သိမ်းခြင်းခံခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးလူမြင်ကွင်းမှာလာနေချီပြောက်သွားခဲ့တဲ့ MNDA ခေါင်းဆောင်ဖုန်တာရင်ကလာရှုံးမြို့ကိုစစ်ကောင်စီလက်ထံပြန်လဲထိုးအပ်ပွဲမပြုလုပ်မီရှမ်းမြောက်ရဲ့2019စစ်စင်မှာကြာဆုံးခဲ့တဲ့ရဲဘော်တွေမြုံနှံထားတဲ့တင်းကျိုင်းခုရီကိုတွားရောက်ပြီးပန်းခွေချအလေးပြုခြင်းခံနာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ် ဒါရှိုကိုစစ်ကောင်စီတပ်များလက်ထက်ပြန်လည်ထိုးအပ်ခဲ့တဲ့လုံရအတွက်ဖုန်တာရင်တယောက်အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တို့ရဲ့ဝိညာဉ်တွေကိုတောင်းပန်ပွဲကျင်းပခဲ့တာလားဒါမှမဟုတ်တရုတ်အစိုးရရဲ့ PR အောက်ဒူးထောက်အငန်းခံရတဲ့၎င်းရဲ့ဖြစ်ကိုဖုံးကွယ်ဖို့အဲ့ဒီခန္ဓာကိုစီစဉ်အသုံးချတာလားဖုန်တာရင်ကိုယ်တိုင်တော့ပြပါလိမ့်မယ်ဒီလိုပဲပြောပြောစစ်တပ်ရဲ့အလွန်အင်အားကြီးမားတဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်နိုင်တဲ့ဒီစွမ်းဆောင်နိုင်ခဲ့ပြီး ကိုကန့်သမိုင်းမှာကြီးမြတ်တဲ့အဲ့ဒီအောင်ပွဲကြီးကိုရယူနိုင်ခဲ့တဲ့ကိုကန့်တပ်ဖွဲ့အကြီးအကဲတအုပ်ရဲ့ရန်သူရှိမောင်ဂုံတိခမင်းစွာထူထောက်ခဲ့ရတဲ့ဖြစ်ရပင်ဖြစ်ပါတယ်။အဲ့ဒီအတွက်ပတ်လို့အကျိုးအကြောင်းပြစင်ကြယ်ရီနဲ့ဖုံးကွယ်နိုင်စွမ်းမရှိ။နောက်နောက်တော်လန်ကြီးဆိုတဲ့ဝဟရာရဲ့ဂုံတီရီကကိုကန့်ခေါင်းဆောင်နဲ့ထိုက်တန်ခြင်းမရှိနိုင်တော့ပါဘူး။ပြည်သူတရလုံးရဲ့ယုံကြည်မှုဆိုတာနှစ်ချိန်နှစ်ခါရနိုင်ကောင်းတဲ့အရာမဟုတ်ပါဘူး။2024ဇူလိုင်လ27ရက်နေ့က MNDA ဘဏ်လက်နက်ချတဲ့စစ်ကောင်စီတပ်အရာရှိတွေနဲ့တပ်သားတွေရဲ့ပုံတွေကိုလည်းထုတ်ပြန်ထားပါတယ်။ ကိုကန်တက်တွေရဲ့လာရှုအညက်ခံပွဲကြောင့်ຫນွေဦးတော်လိုင်းရဲ့စိတ်ဝိညာဉ်တစ်ခုလုံးညှိုးနှွမ်းစေခဲ့ခြင်းကဖုံးကွယ်စရာမလိုတဲ့အမှန်တရားဖြစ်လာပါတယ်။တချို့ကကိုကန်ခေါင်းဆောင်တွေကຫນွေဦးတော်လိုင်းကိုဘလို့မှကုညီပံ့ပိုးနိုင်ကြတာမရှိကြောင်းကိုကန်ချိပနိုင်ပါတယ်။ဒါပေမဲ့လာရှုအညက်ခံပွဲကအကြောင်းပြချက်တွေပြီးရင်မလိုအပ်တဲ့ရှင်းလင်းလာတဲ့ဖြစ်စဉ်တစ်ခုတနည်းအားဖြင့်ဆေးအာနာရှင်တွေနဲ့ဒူးရှင်တွင်နေထိုင်မယ်ဆိုတဲ့ကိုကန်ခေါင်းဆောင်ရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားကြေညာလိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ2019စစ်စင်ရေးကိုကိုကန့်တက်တွေနဲ့အတူညီနာမဟာမိတ်များဖြင့်လက်တွဲဆင်နွှဲခဲ့ကြတဲ့တောင်တက်ဖွဲ့နဲ့အာရခတ်တက်တော်တို့ကလာရှုဖြစ်စဉ်ပေါ်သဘောထားထုတ်ပြန်ချက်ကိုအခုဆောင်ပါရှိသားချိန်ထိမပြုလုပ်ဘဲတိတ်ဆိတ်နေတာကိုလေ့လာတွေ့ရှိရပါတယ်။တက်ဖွဲ့နဲ့တက်ဖွဲ့ကြားအပြန်အလှန်ကြီးညာချက်ထုတ်ထောက်ခံအားပေးတတ်ကြတဲ့အဆိုပါညီနာမဟာမိတ်ဖွဲ့တွေရဲ့နှုတ်ဆက်နေမှုက၎င်းတို့ရဲ့ပြည်သူတွေပေါ်စစ်မှန်ရိုးသားမှုကိုအစစ်စေးခံရပြီဆိုတဲ့အချက်ကိုသတိပြုမိဖို့လိုအပ်ပါတယ်။အခုကကိုကန့်အလှည့်ပြီးတောင်တက်ဖွဲ့အလှည့်လာတော့မယ်ဆိုတဲ့ ဒါကိုပြည်သူတွေသိနေကြပါပြီ။တရုတ်ဆိုရကတအောင်တခွဲကို၎င်းတို့နေစဲနန်ခမ်းမြို့မှာစုခွာခိုင်းမာလာဒါမမကဘာကျော်တန်ဖိုးကြီးချမ်းမြေရတနာရီထက်ရှိရမိုးကုံမြို့မှာစုခွာခိုင်းမာလာတရုတ်ဆိုရရဲ့ဦးဆောင်မှုအောက်မှာစစ်တပ်နဲ့ဆွေးဆက်ဆွေးနွေးပါမယ်လို့လူသိရှင်ကြားထုတ်ပြန်ပြောဆိုလာခဲ့တဲ့တအောင်ခေါင်းဆောင်တွေရဲ့ခြေလှမ်းတွေကိုပြည်သူတို့ကအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။တို့ဒုစတန်နဲ့စိတ်ဆက်ဆွေးနွေးနိုင်ပါမယ်လို့တရုတ်ဆိုရအလို့ကြားကြေညာချက်ထုတ်ပြန်ကြတဲ့အာရခတက်တော်က ရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့နေမည်ဒီနေရာအရာတရုတ်ပြည်အားကိုစက်နှစ်ဖွဲလောက်မရင်ဆိုင်ရတော့လေပြည်နယ်တစ်ခုလုံးစစ်အာဏာရှင်စနစ်အောင်မှလွတ်မြောက်ရေးကြိုးပမ်းသွားမယ်လို့၎င်းတို့ကြွေးကြော်တန်အတိုင်းလောက်ဆောင်နိုင်မလားစောင့်ကြည့်ရပါလိမ့်မယ်အခုကပြည်သူများကိုယ်တိုင်ရွေးချယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးပြည်သူတော်လှန်ရေးရဲ့အရှိန်အဟုန်ကိုဖြိုခွဲချေမှုန်းဖို့အတွက်တရုတ်အစိုးရရဲ့ကြိုးပမ်းမှုတွေကိုမြေပြင်မှာတိတာစွာမြင်တွေ့လာပါပြီ။လာရှိုးကိုစစ်ကောင်စီလက်ထက်ပြန်လည်ရောက်ရှိဖို့တရုတ်အစိုးရရဲ့ကြိုးပမ်းမှုလက်တွေ့ဖြစ်မြောက်လာခဲ့ပြီဖြစ်တဲ့ အဲ့ဒီအတွက်တင်ယုံဆိုရခေါင်းဆောင်တွေကရှုံချီမှုမြင်မာလာပြီးအခြားသောတရုတ်နယ်စပ်အခြေဆိုင်လက်နက်ကိုင်ဖွဲ့တွေကိုအလားတူပြားပေးမှုတွေအစများစွာတိုးပြီးလှုပ်ဆောင်လာကြပါလိမ့်မယ်။တင်ယုံဆိုရရဲ့စစ်ကောင်စီဘက်မှယက်တီကူညီနေတဲ့လောက်ရကစစ်အာဏာရှင်စနစ်အတွန်းရှည်ဖို့ကူညီနေခြင်းဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်လျက်ရှိပါတယ်။တရုတ်နယ်စပ်နဲ့ရှမ်းမြောင်မှာ တည်ငြိမ်အေးချမ်းရေးခေါင်းစဉ်နဲ့တရုတ်အစိုးရရဲ့ဆွတ်ဖတ်မှုတွေမှာမြန်မာနိုင်ငံရဲ့အထောက်ချာအာဏာနဲ့တည်ရင်းကိုတစားတစားပြောင်ပြောင်တင်းတင်းဆွတ်ဖတ်လာခြင်းဖြစ်ကြောင်းသာရှုမျိုးလမ်းမပေါ်မှာတရုတ်အလံကတ်ထားပြီးပြက်ခတ်ရဲစဲမှုစောင့်ကြည့်ဖွဲ့ကားများလှည့်ပတ်သွားလာနေခြင်းကသက်တည်ပဲဖြစ်ပါတယ်။တရုတ်ဆွတ်ဖတ်မှုကိုစတင်တားဆီးဖို့ကတိုင်းရင်းသားနဲ့ပြည်မတော်လိုင်းဖွဲ့စည်းပြီးအကြာညညစွာရည်တည်ပြီးလက်ငင်းအကျိုးစီးပွားချက်ရေရှည်တော်လိုင်းမျိုးမှန်းချက်ကိုဥတီရင်ဆိုင်မီးကအဓိကကြပါတယ်။ ကိုကန့်ကောင်ဆောင်တွေကအဆိုပါညီညွတ်ရေးကိုကြောခံခဲ့ပြီး၎င်းတို့တပ်ဖွဲ့ရဲ့လက်ငင်းအကျိုးစီးပွားနဲ့ကောင်စာရေးကိုရှေ့ရှုခဲ့ခြင်းဖြစ်ပါတယ်။ကိုကန့်ကောင်ဆောင်များခြေလန်းအတိုင်းအခြားတိုင်းရင်းသားတော်လိုင်းအဖွဲ့များလိုက်ပါလာမယ်ဆိုရင်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးတည်တူတော်လိုင်းအတွက်ကြီးစွာသောအနောက်ရှက်အန္တရာယ်ကြီးကြောက်လာပြီလို့တတိပေးသုံးသက်တင်ပြလိုက်ရတယ်လို့စောင်းပွားမှရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။